မင်္ဂလာတရားတော်14ပြုခဲ့ဖို့တဲ့ကုသိုလ်ကောင်းမှုတွေများခဲ့ခြင်းရှိခဲ့ခြင်းသည်အောင်မြင်ကြောင်းကြီးပွားကြောင်းတိုးတက်ကြောင်းဘယ်သူမှမဆိုပြုခဲ့ဖို့တဲ့ကုသိုလ်ကောင်းမှုတွေများခဲ့မှာပဲလို့အဲ့ဒီလိုပဲယုံကြည်ပါတယ်ဘုံကြီးလည်းကိုယ့်ကိုယ်ကိုအဲ့လိုပဲယုံကြည်တယ်ငါဟာဘဝပေါင်းများစွာက ကုသိုလ်ကောင်းမှုတွေအများကြီးလောက်ခဲ့တဲ့လူဖြစ်တယ်လို့လုံးဝတန်တရားမရှိဘူးဘာဖြစ်လို့လုံးဝတန်တရားမရှိဘူးလို့ပြောနိုင်လဲ အခုဘဝမှာကောင်းတာတွေအများကြီးဖြစ်နေတာကိုကြည်ပြီးတော့ပြောလို့ရတာပေါ့အခုဘဝမှာကောင်းတာတွေဒီလောက်အများကြီးဖြစ်နေတာအတိတ်ဘဝကကောင်းတာတွေအများကြီးလောက်ခဲ့တဲ့အထောက်ပံ့မှာလို့ပေါ့ဒါပေမဲ့အတိတ်ဘဝတစ်ခုတည်းနဲ့အကြောင်းလုံလောက်သလားဆိုတော့မဟုတ်သေးဘူးနော်ဒီဘဝမှာလည်းပဲဆရာကောင်းမိတ်ဆွေကောင်းတွေနဲ့တွေ့ဟေ့ရတယ်စာကောင်းပေကောင်းတွေလည်းဖတ်ထေးရတယ်တရားစာပေတွေလည်းအများကြီးဖတ်ထေးရတယ်အဲ့ဒီထဲက ကိုလည်းပဲစိတ်ဝင်စားလို့ဝါသနာပါလို့တရားကိုတတ်နိုင်တဲ့လောက်ငငယ်လေးကလေးကလစ်လာတယ်လစ်ကျင်တယ်အာထုတ်တယ်ပို့ပြီးတော့လှုပ်ချင်လာတယ်အဲ့တော့တိတ်ဘဝကကုသိုလ်နဲ့အခုဘဝကကုသိုလ်နဲ့နှစ်ခုပေါင်းမိတဲ့အခါကျတော့ပို့ပြီးတော့ကောင်းသွားတယ်နော်အတိတ်ဘဝကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုရှိခြင်းအခုဘဝမှာလည်းပဲအတိတ်ကာလပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရှိခြင်းဆိုတာကအဲ့ဒါဟာကိုယ့်အတွက်အောင်မြင်ဖို့ရအကြောင်းပဲအခုဘဝမှာလည်းပြန်စင်တာကြည့်လိုက် ငငယ်ကလေးကအခုချိန်ခီကောင်းတာတွေမြန်မြန်လုပ်ခဲ့တဲ့ဆိုရင်ကိုဘွားမှာလက်ရှိအချိန်မှာ ပို့ပြီးတော့အဆင်ပြေမယ်နော်ရိုးရိုးဥပမာတစ်ခုစဉ်းစားကြည့်ငငယ်ကလေးကပညာရေးကိုကြိုးစားခဲ့တဲ့သူပညာရေးအများကြီးတက်ခဲ့တဲ့သူဟာနောက်ပိုင်းကျရင်ဘာဖြစ်မလဲပို့ပြီးတော့အဆင်ပြေမှာပဲငငယ်ကလေးကစိတ်ထားကောင်းလို့မိတ်ဆွေကောင်းတွေများခဲ့တဲ့သူဟာကြီးလာရင်လည်းပဲအဲ့ဒီမိတ်ဆွေကောင်းတွေရဲ့အထောက်အပံ့ကြောင့်သူပို့ပြီးတော့အဆင်ပြေမှာပဲနော် ကောင်းတာတွေများများလှုပ်လေလေ ရှေ့လျောက်ပို့ပြီးတော့အဆင်ပြေလေလေပဲအချင်းချင်းလိုက်ရင်အဲ့ဒီအတိုင်းအတိတ်ပဲထွက်တာပဲအဲ့ဒီတော့အတိတ်ဘဝကပဲဖြစ်ဖြစ် အခုဘဝအတိတ်ကာလတုန်းကပဲဖြစ်ဖြစ် ကောင်းတာတွေ များများလှုပ်ခဲ့တယ်ဆိုတာဟာဝမ်းသာစရာသိပ်ကောင်းတယ်နော်ကိုကောင်းတာတွေလုတ်ခဲ့တာပြန်ကြည့်တဲ့အခါမှာစိတ်ထဲမှာဗနဲ့နေလေပီတိဖြစ်တယ်ကြည်နူးတယ်ဘုံကြီးကိုယ်တိုင်လည်းဒီလိုပဲ ငါငငယ်ကလေးကကောင်းတာတွေတော်တော်များများလုပ်ခဲ့တာပါလားလို့တွေးမိတိုင်းကိုကိုကိုတော်တော်ကျေနပ်တယ်တော်တော်ပြိုတယ်တော်တော်စိတ်ချမ်းသာတယ်အားရတယ်ကို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 အားရကျေနပ်တာကအောင်မြင်မှုတစ်မျိုးဖြစ်ပါတယ်အဲ့ဒီလိုက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 ိုအားရတဲ့စိတ်နဲ့လုံညာပို့ပြီးတော့အဆင်ပြေတယ်စိတ်ချမ်းသာတယ်ကုသိုလ်ကောင်းမှုတွေပြုခဲ့တယ်ဆိုတာကိုအမှတ်ရလို့တိလို့စိတ်ချမ်းသာတဲ့စိတ်ကလေးဟာ ကိုယ့်ရဲ့အတိညာဉ်ကိုပို့ပြီးတော့ပွင့်လင်းသွားစေတယ်။တခြားလည်းမဲဘဝမှာအဆင်ပြေဖို့ရအတွက်အထောက်ပံ့အများကြီးဖြစ်တယ်။ကိုယ့်ဘဝကိုကျေနပ်မှုပို့ရတယ်၊စိတ်လည်းချမ်းသာတယ်၊ပျော်လဲပျော်တယ်။နောက်ထပ်လည်းကောင်းတာလုပ်ချင်တဲ့စိတ်လေးဖြစ်တယ်။ရှေ့လျောက်ငါကောင်းတာပဲလုပ်တော်မယ်။အကယ်၍ငါမကောင်းတာတွေအများကြီးလုပ်ထည့်ပါလားလို့တွေးပြီးတော့စိတ်မကောင်းဖြစ်နေရင်ဘယ်နဲ့နေမလဲစိတ်ဆင်းရဲနေပြီး စိတ်ဆင်းရဲနေတာကိုပါဠိလိုကုတ်ကုတ်ဆနောင်တပူပန်ခြင်းမားခဲ့လေခြင်းမားခဲ့လေခြင်းလှုပ်တင်တာတွေမလှုပ်ခဲ့လေခြင်းမလှုပ်တင်တာတွေလှုပ်ခဲ့မိလေခြင်းအဲ့ဒီလိုတွေးပြီးတော့စိတ်ဆင်းရဲရတယ်။ဘုန်းကြီးမှလည်းပဲအဲ့ဒီလိုနောင်တတွေနည်းနည်းတော့ရှိတယ်။ဒါတော့ဘသူမှမကင်ဘူးလူတိုင်းပဲလှုပ်တင်တာတွေမလှုပ်ခဲ့တာအနည်းနဲ့အများတော့ရှိတာပဲနော်။မလှုပ်တင်တာတွေလှုပ်ခဲ့တာလည်းအနည်းနဲ့အများတော့ရှိတာပဲ။ ဒါပေမဲ့အတိတ်ကမှားခဲ့တာကိုထပ်တလဲလဲသွေးနေတာသိမကောင်းပါဘူးအကောင်းဆုံးကဘာလို့ရလဲဆိုရင်အဲ့ဒါကိုထပ်ခါတလဲလဲမတွေးပါနဲ့အဲ့ဒါကိုထပ်ခါတလဲလဲတွေးနေရင်အဲ့ဒီစိတ်ဖြစ်တဲ့အတွက်ကြောင့်အတိညာန်သိမထပ်တော့ဘူးစိတ်တက်ချသွားပြီးတော့ကောင်းတာတွေတောင် သိမလုချင်တော့ဘူးဘာမှမလုချင်စိတ်မရှိတော့တဲ့သူဖြတ်သွားတတ်တယ်နော်အကယ်၍အတိတ်ကပြုခဲ့တဲ့မကောင်းမှုတွေရှိခဲ့တဲ့နောက်မှာ နောက်မကောင်းမှုတွေမလုပ်ဘူးလို့ကိုယ်စိတ်ကို ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်လိုက်ပြီးတော့ရှေ့လျောက်ငါကောင်းတာပဲလုပ်တော့မယ်အဲ့ဒီလိုဆုံးဖြတ်ကြည့်လိုက်စမ်းပါအဲ့ဒီလိုဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာယိုယိုသားသားပြက်ပြက်သားသားချလိုက်တာနဲ့တကယ်နဲ့ကိုကိုကိုလူကောင်းတယောက်လို့ခံစားလို့ရသွားပြီအကယ်၍ငါအတိတ်ကမကောင်းတာတွေအများကြီးလုပ်ခဲ့တယ်။နောင်လဲလုပ်အိုးမှာပဲဆိုရင် စိတ်ကဘယ်နဲ့နေမလဲ။ကိုကိုကိုဘလို့မှချစ်ခင်လေးစားလို့ရမနိုင်တော့ဘူး။ ။ငါအတိတ်ကမကောင်းတာလုပ်ခဲ့ဘူးတဲ့။ဟုတ်ပြီ။ခုချိန်ကစားပြီးတော့နောင်ကဘယ်တော့မှမလုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်ရင်ကိုကိုကိုလေးစားလို့ရသွားပြီ။ကိုကိုကိုတန်ဖိုးထားလို့ရသွားပြီ။ကိုဘွားမှာတိုးတက်ဖို့ကြီးပွားဖို့ဆိုတာကကိုကိုကိုလေးစားမှုကိုကိုကိုတန်ဖိုးထားမှု ကိုကိုကိုယုံကြည်မှုရှိရမယ်။အဲ့ဒီတာကိုရတဲ့နီးနဲ့ရအောင်ယူရမယ်။ကုသိုလ်ကောင်းမှုတွေများများလုပ်တဲ့သူဟာကိုကိုကိုချစ်ခင်မှု ်ယုံကြည်မှုလေးစားမှုပိုရှိလာတယ်နော်ကိုကိုကိုပို့ပြီးတော့အားကိုးလာမယ်ကိုကိုကိုလေးစားမှုရှိတဲ့အတွက်ကြောင့်ကြာရင်ပတ်ဝန်းကျင်ကလည်းကိုအပေါ်မှာလေးစားမှုရှိလာတယ်ဆရာတော်ဦးချူဒီကမဟာမြိုင်တော်ရာမင်္ဂလာတရားတော်စာအုပ်မှာကူးယူဖို့တရားပါတယ်စာမျက်နှာ89 90လေး